မြောင်မြအာတာက6မှာဖြစ်ပွားခဲ့တဲ့ကျောင်းသူအချင်းချင်းအုပ်စုဘွဲအနိုင်ချင်းအကြမ်းဖက်ခံရတဲ့ကိစ္စမှာနှစ်နာသူကျောင်းသူလေးကို အာမငယ်နဲ့တမိဘက်မှာဥလို့ရှိတဲ့ဆိုပြီးပြပြသားသားယက်တီပေးလိုက်တဲ့ဒါရိုက်တာကိုပေါ့မင်္ဂလာပါပရိသတ်ကြီးရှင်ဒါရိုက်တာကိုပေါ့ကတော့အခုလက်ရှိလူမျိုးနယ်မြေတစ်ခုမှာတွားရောက်နေထိုင်ရင်အာနာရှင်စနစ်အမြင့်ပြတ်ဖို့အတွက်ပအဝင်ရုံးကန်နေသူတယောက်ဖြစ်ပါတယ် ထရိုက်တာကိုပါဟာ2021ခုနှစ်အာနာသိမ့်ပြီးကာလကလေးကစစ်တပ်အာနာသိမ့်မှုစန့်ကျင်ရေးမှာထိတ်ဆုံးကနေပါဝင်ခဲ့တာဖြစ်ပြီးနောက်ပိုင်းမှာတော့ပုံမှန်905ကကြီးနဲ့တရားစွဲဆိုခံခဲ့ရပြီးတဲ့နောက်လူမျိုးနယ်မြေကိုရောက်ရှိသွားခဲ့တာလည်းဖြစ်ပါတယ်ထရိုက်တာကိုပေါ့ဟာသူရဲ့နေစဉ်ဘဝတွေနဲ့တော်လန်ရေးအတွက်လိုအပ်တဲ့အကြောင်းအရာတွေကိုမကြာခဏဆိုသလိုသူရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလေးရှိသူလည်းဖြစ်ပါတယ်။ ခုတခါမှဆိုရင်တော့ဒါရိုက်တာကိုပေါကညောင်မြအာထာက6မှာဖြစ်ပွားခဲ့တဲ့ចောင်းသူအချင်းချင်းအနိုင်ကျင့်အကြမ်းဖက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးနင်နာသူမိန်ကလေးဘက်ကရက်တီចောင်းအခုလိုပြောလာခဲ့တာဖြစ်ပါတယ်။အနိုင်ကျင့်ပ้ายိုက်ခံရတာငါသားသာဆိုရင်ဆိုတဲ့စိတ်နဲ့ဥရေရားပြီးတော့ဆက်မကြည့်ရဘူးဆက်ပြီးတော့လည်းမကြည့်နိုင်တော့ဘူး။ ကျောင်းသူကျောင်းသားကလေးတွေကလေးမလေးတွေအုပ်စုဖွဲ့ပားရိုက်အနိုင်ကျင့်နေတာတွေလမ်းမပေါ်ကဆိုင်ကယ်နဲ့ကလေးတွေကိုထိုးကျိတ်ပြီးတော့ပားရိုက်အနိုင်ကျင့်နေတာတွေကမအားလစစ်ခွေးတွေရဲ့စောက်ကျင်တွေကိုအသွင်ကျွေးအတူခိုးနေကြတာအနိုင်ကျင့်တဲ့ကလေးတွေကလေးမတွေရဲ့လှုပ်ရက်ကိုမအားလနဲ့အပေါင်းပါတွေက ပေါပေါလေးထားပြီးအရေးမယူရင်တဘာဝတရားကြီးနဲ့တရားမျှတခြင်းကအနိုင်ယူလိမ့်မယ်ဒါဟာစနစ်ရောလူရောမကောင်းတဲ့သူတွေအုပ်ချုပ်နေတာဆိုတော့အတုမြင်အတက်တင်နေကြတာ။ ကလေးမလေးဘလောက်တောင်စိတ်တန်ရာတွေရနိုင်လိမ့်မလဲအနိုင်ချင်းခံရတဲ့တမီးတို့သားတို့အားမငယ်ချနဲ့နော်သားတို့တမီးတို့ရဲ့ဘက်မှာဥလို့ရှိတယ်ဒီချိန်မှာဥလို့ကသားတို့တမီးတို့ကိုကာကွယ်စောင့်ရှောက်ဖို့ဝေးနေတာစိတ်ထဲမှာမကောင်းဘူးအားမငယ်နဲ့မကြောက်နဲ့အရှုံးမပေးနဲ့အာတင်းထားစာဝပို့ပြီးတော့စူးစားကြတနေ့တော့တရားမျှတခြင်းနဲ့အနာယူကြမယ်လောကကြီးကသူတို့ကိုဆုံးမလိမ့်မယ် မကောင်းတဲ့စိတ်ယုတ်စိတ်ညံ့အပြဲအဆုတ်တွေကိုပြုပြင်နိုင်ကြပါစေဆိုပြီးတော့ဒါရိုက်တာကိုပေါကသူရဲ့လူမှုကွန်ရက်စာမျက်နှာကနေထိထိမိမိပြောကြားလာခဲ့တာလည်းဖြစ်ပါတယ်။